အလုံးမင်းမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ10ရက်နေ့လည်ခင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေတ်ဝင်ကတင်ဆက်ပေးပါရောင်းမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေထဲရွက်ကောက်ပွဲအောင်မြင်ဖို့ပါတီတွေကိုပုံဩလှုံနေစီးပွားရေးလုပ်ငန်းရှင်တွေအစ်စိန်ထောင်ဟာအဆင်ပြေတယ်ဆိုပြီးပြောလာလို့ဝေဖန်ခံနေရတဲ့ဇေတီဟနန်းစီရန်တွေကိုအပေါ်ထောက်ပံ့ခြင်း3000ထပ်ပေးမယ်လို့ပြောလာတဲ့စစ်ကော်မရှင်စစ်ကော်မရှင်မတရားဖမ်းဆီးထားတဲ့စကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အစိုင်းနဲ့ဦးလန်းချောင်းယောဂခန်းစားနေရတဲ့အကြောင်းဆေးအုပ်စုနဲ့အပေါင်းပါအားလုံးကိုအကြံဖတ်အဖြစ်ထပ်မံကြေညာလိုက်တဲ့ NUG လူ30နီးပါးတည်ခဲ့ရတဲ့ဖိလပိုင်ရဲ့အင်အားပြင်းငလျင်အကြောင်းအဲ့လိုအထူးခြားဆုံးဖြစ်ခဲ့တဲ့နေလေခင်ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့နေ့လယ်ပိုင်းအထိ အထူးကြဆုံးရရှိခဲ့တဲ့သတင်းတွေအထက်ကပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲအောင်မြင်ဖို့ပါတီကိုပုံအော်လှူနေတဲ့စီဝါရေးလုံခြုံရေးတွေသတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံစီဝါရေးလုံခြုံရေးအများစုဟာစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲပြင်းမြောက်ဖို့အတွက်ပါတီတွေကိုလူအားငွေအားနဲ့ကိုညွန်းလေပြုလုပ်ပေးနေရလို့စုံစမ်းသိရပါတယ်။စစ်ကောင်စီရွေးကောက်ပွဲအပြီးမှာစီဝါရေးလုံခြုံရေးတွေပြန်အဆင်ပြေလာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အခုလိုပါတီကိုကူညီနေရဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ခြေဆိုင်ဟိုတယ်နဲ့ခီးသွားလာရဲ့ကုမ္ပဏီကြီးတစ်ခုရဲ့အကြီးအကဲအရာရှိတဦးကဒီရဲကောက်ပွဲအပြီးမှာပိတ်ဆို့မှုနဲ့ပြန်ပွင့်လာမယ်လို့ထင်တယ်။ပြီးတော့ဆက်အနာတိုင်းတာကိုအ мян ဆုံးရှက်တန်းဖို့လိုတယ်။ဒါမှလည်းလောက်ရကန်ရအဆင်ပြေမှာလို့ပြောပါတယ်။အန်ဒီယပါတီကိုလှူတဲ့တထဲတွေကတော့ကွမ်းသွားတာပေါ့။အခုကပြည်သူပါတီနဲ့ကြန့်ခိုင်ရဲကိုထောက်ခံအားပေးတဲ့တထဲတွေအများကြီးပဲ။သူတို့ကနောက်ကွယ်ကနေငွေအားလူအားကူညီပေးနေတယ်လို့အမည်မဖော်လိုတဲ့လူငယ်လုပ်ငန်းရှင်တူကပြောပါတယ်။ စေဝါရေးလုပ်ငန်းရှင်အများစုဟာအတူအောင်ရွေးကောက်ပေါ်အလွန်စေဝါရေးပိတ်ဆို့မှုတွေပြန်လည်ဖြေလျှော့လာနိုင်တယ်လို့ညွန်လင်းနေကြတာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံအကဲခတ်သူတွေကအဲ့ဒီအမြင်တွေကိုသဘောမတူမှုမရှိပါဘူး။စစ်ကောင်မရှင်ဟာလာမယ့်ဒီဇင်ဘာလ28ရက်မှာရွေးကောက်ပွဲပထမအတုတ်ကိုပြုလုပ်မှာဖြစ်ပြီးတော့2020ရွေးကောက်ပွဲမှာခွက်ခွက်လန်အောင်ချုံးခဲ့တဲ့ပါတီတွေဝင်ရောက်ရှင်ပြိုင်မှာလည်းဖြစ်ပါတယ်။ဒုတိယအနေနဲ့အစ်စိန်ထောင်ဟာဆင်ပြေဆိုပြီးပြောလာလို့ဝေဖန်ခံနေရတဲ့ဇေတိဟအကြောင်းကိုပြောပြမှာပါ။ ခရိုနိန်ဇဂဘာခင်ရွှေရဲ့တားဖြစ်သူစစ်တီဟဟာအစ်စိန်ထောင်ဟာအစဉ်ပြေဆိုတဲ့အကြောင်းကိုလူမှုကွန်ရက်ဆာမျက်နှာမှာရေးသားခဲ့လို့လူများရဲ့ဝေဖန်မှုတွေကိုကြုံတွေ့ခဲ့ရပါတယ်စစ်တပ်အနာတိမ်ပြန်နောက်2022ခုနှစ်မတ်လမှာဇဂဘာဥခင်ရွှေဖမ်းဆီးခံရပြီးမကြခင်မှာသူ့ရဲ့သားစစ်တီဟတို့အဖမ်းခံခဲ့ရပါတယ်ဒါပေမဲ့2024ခုနှစ်မှာဥခင်ရွှေပြန်လွတ်လာပြီးတော့စစ်တီဟကတော့2025ခုနှစ်ဧပြီလမှာ ပြန်လွတ်လာတာဖြစ်ပါတယ် ဇေတိဟာကမနေ့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာကျွန်တော်အတွက်ထမင်းကိုခက်ခက်ခဲခဲမြှောက်ရရတဲ့အစင်မရှိခဲ့လို့လူတိုင်းစားနိုင်တဲ့အစင်လို့ကျင်းတယ်ပေါ့ပြောလို့ရပါတယ်။ထောင်အလုံးကိုကျွန်တော်မသိဘူးအင်းစိန်ထောင်အတွက်တော့ကျွန်တော်ပြောနိုင်ပါတယ်။တပတ်ကိုစက်သားတည့်ရက်ငါးတည့်ရက်ကျုပ်သုံးလုံးတည့်ရက်တီးဆောင်ပင်ဟင်းတည့်ရက်ပုံမှန်ရပါတယ်လို့ရေးသားထားပါတယ်။ဒါအပြင်ထောင်ထဲမှာရှိတဲ့အသက်ကြီးရွယ်တွေကိုအမေသားပေးတယ်လို့ စေတီဟာဆိုထားပေမဲ့လက်တွဲမှာတော့အချင်းဦးစီးဌာနကထောက်ပံ့မှုနဲ့မရှိတဲ့အတွက်နိုင်ငံအချင်းသားတွေကဝေဖန်မှုနဲ့ပြုလုပ်ခဲ့ပါတယ်။နိုင်ငံအချင်းသူဟောင်းတူကအသက်ကြီးရအရွယ်ဆိုတာ60ကျော်80နှစ်နီးရလူတွေကိုပြောတာလားအမေသားပေးတယ်ဆိုတာကိုတခါမှမမြင်ခဲ့ရဘူး။ဒီတစ်ခုပဲပြောမယ်။ကျန်တာကတော့ပြောမဆုံးပေါင်းတော်သုံးထောင်ပဲလို့ပြောပါတယ်။အင်းစိန်ထောင်မှာကျွဲတဲ့သမင်းတွေဟာဆော်ရာမုန့်တွေနဲ့အယောင်ရှွတ်ထားတဲ့ဆန်တွေဖြစ်ပြီးအေးသွားတဲ့အခါဝါလို့မရတဲ့ ထမင်းတနက်သာဖြစ်ပြီးတော့အမွှေးမနှုတ်ထားတဲ့ကြက်သားနဲ့ညီနဲ့မပြောက်တဲ့ငှားတွေသာဖြစ်တယ်လို့ပေးတဲ့ကြက်ဥတွေဟာလည်းအပုံမဖြစ်ဘို့ဆူတောင်းနေရတယ်လို့နိုင်ငံအကျဉ်းသားဟောင်းတွေကဆိုကြပါတယ်အခုလိုဇေတီဟာကအင်းစိန်ထောင်ကောင်းချောင်းတွေရဲတာဟာစစ်ကော်မရှင်ကိုမျက်နှာလုံးမျက်နှာရလုံနေတာဖြစ်တယ်လို့လည်းထောက်ပြမှုတွေရှိနေပါတယ်တာရီယာသတင်းကတော့နန်စီရန်တို့ကိုအပေါ်ထောက်ပံ့ခြင်း3000ထပ်ပေးမယ်လို့ပြောလာတဲ့စစ်ကော်မရှင်သတင်းကိုတင်ပြပေးပါမယ် ဒီနေ့ကစပြီးတော့စစ်ကောင်မရှင်လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့နိုင်စီရန်ဝန်ထမ်းတွေကိုထောက်ပံ့ကြေးတလ3000တိုးပေးမယ်လို့စစ်ကောင်မရှင်ကမနေ့ကကြေညာခဲ့ပါတယ်စစ်ကောင်မရှင်ရဲ့ဒီတစ်ခေါက်ပေးမယ်ထောက်ပံ့ကြေးကနိုင်စီရန်ဝန်ထမ်းတွေအပြင်အငင်းစားဝန်ထမ်းတွေပါပါဝင်တယ်လို့စေအုပ်စုဘန်နာရင်းနဲ့အခွန်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်အခုဒီချိန်တိုးပေးတဲ့ထောက်ပံ့ကြေးဟာအနာသိန်းကဲ၄နှစ်ကျော် ကာလမှာတတိယအကြိမ်ဖြစ်ပြီးတော့2023ခုနှစ်မှာပထမအကြိမ်2024ခုနှစ်မှာဒုတိယအကြိမ် နန်းစီရင်ဝန်ထမ်းတွေကိုထောက်ပံ့ခြင်းဖြင့်တိုးပေးထားပြီးလည်းဖြစ်ပါတယ်။ဒါပေမဲ့ပညာသင်ကြား권နဲ့နိုင်ငံခြားတိုင်းပြည်တွေကိုဆက်လက်ချုံခံရတဲ့သူတွေကတော့အပေါ်ထောက်ပံ့ခြင်းခံစား권မရှိဘူးလို့စစ်ကော်မရှင်ကဆိုထားပါတယ်။အလားတူလုပ်ငန်းစာချုပ်လိုက်အခောက်ကျင်းဝင်ရရှိတဲ့ဝန်ထမ်းတွေအလို့သမားတွေနဲ့အချိန်ပိုင်းတာဆောင်ရရတဲ့ဝန်ထမ်းတွေကိုပါအပေါ်ထောက်ပံ့ခြင်းမပေးဘူးလို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။စစ်ကောင်မရှင်ကထောက်ပံ့ကြွေပေးပေမဲ့သူရဲ့နောက်ဆက်တွဲအကုန်စင်းလုံးကြီးမြင့်တာကိုမထိန်ချုပ်နိုင်တဲ့အကြောင်း ပြည်သူတွေဟာဝင်ဝင်ထွက်ဝဲမမျှတမှုကိုခံစားနေရပါတယ်။ထောက်ပံ့ကျပေးလိုက်တာဟာလူတွေရဲ့အိတ်ထည်ကိုငွေပိုထိပ်ပေးလိုက်ပေမဲ့ဈေးကွက်ထဲမှာကုန်ပစ္စည်းပုံမများလာတဲ့အခါမှာအဲ့ဒီပိုလာတဲ့ငွေကကုန်စင်းလုံးတွေကိုလိုက်ပြီးဆွတ်တင်လိုက်တယ်လို့ဖြစ်သွားတာပါ။ဒါကြောင့်ယာယီထောက်ပံ့ကျတွေပေးပေမဲ့နောက်ဆုံးမှာပြည်သူလူထုရဲ့ဝေယုံနိုင်စွမ်းဟာထပ်ပြီးကျဆင်းသွားတတ်ပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးလိုတာကစစ်ကောင်မရှင်မတရားဖမ်းဆီးထားတဲ့ စကိုင်းဝင်းကြီးရှုပ်ဒေါက်တာမြင့်နိုင်အဆိုင်နဲ့ဦးလန်းချောင်းကျော်ကခန်းစားနေရတဲ့အကြောင်းမှာစစ်ကော်မရှင်ကမတရားဖန်ဆီးထားတဲ့ NLD ပါတီရဲ့ဗဟိုအလုံးမှုဆောင်တူဖြစ်တဲ့စကိုင်းတိုင်းဝင်းကြီးရှုပ်ဒေါက်တာမြင့်နိုင်ဟာအဆိုင်နဲ့ဦးလန်းချောင်းယောဂါရီကြောင့်မန္တလေးဆင်းုံကြီးမှာကုသမှု ခံယူနေရတယ်လို့သိရပါတယ်။ဒေါက်တာမြင့်နိုင်ဟာနှလုံးယောဂါခံရှိသူဖြစ်ပြီးတော့အဆိုင်နဲ့ဦးလန်းချောင်းယောဂါခံစားနေရတဲ့အတွက် ပြခဲ့တဲ့စတမလ25ရက်မှာမြင်းချန်ထောင်ကနေမန္တလေးစေယုံကြီးမှာတက်ရောက်စကူတာမုံခံယူနေရတာပါစကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကိုစက်တကအာနာစသိန်းနဲ့နေမှာပဲဖမ်းဆီးခဲ့တာဖြစ်ပြီးအမုံပေါင်း10မုံနဲ့ဆွတ်ဆွေပြီးထောင်ထဲ25နဲ့ချမှတ်ခဲ့ရပါသူ့ကိုဖမ်းဆီးစဉ်ကမူရထောင်မှာအကျဉ်းချထားပေမဲ့2022ခုနှစ်ဩဂတ်လ2ရက်မှာမူရထောင်ကနေမြင်းချန်ထောင်ကိုပြောင်းရွှေ့ခဲ့ရလဲဖြစ်ပါတယ်ဒေါက်တာမြင့်နိုင်ဟာ88လူတို့အရေးတော်ပုံမှာလဲပါဝင်ခဲ့တဲ့သူဖြစ်ပြီးတော့ 1990အထွေထွေရွေးကောက်ပွဲမှာလည်း NLD ပါတီကိုစားပြုတ်ပြီးရွေးကောက်ပွဲရှင်ပြိုင်ခဲ့တယ်လို့2012ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ2015ခုနှစ်နဲ့2020ခုနှစ်အထွေထွေရွေးကောက်ပွဲတွေမှာအနိုင်ရခဲ့သူဖြစ်ပါတယ်2016ခုနှစ်ကနေ2020ခုနှစ်အထိစစ်တပ်ရဲ့အဖမ်းမခံရခြင်းအထိဒေါက်တာမြင့်နိုင်ကစကိုင်းတိုင်းဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ရလည်းဖြစ်ပါတယ်မချောင်းချင်းဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွလုံးပြီး အာနာတိုင်းရဲစစ်ကော်မရှင်ကသမရဥဝင်မြင်လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ခေါင်းဆောင်အများစုကိုမတရားဖမ်းဆီးပြီးအကျဉ်းချထားပါတယ်။ပြည်တွင်းထက်ကနောက်ဆုံးသတင်းအနေနဲ့စေအုပ်စုနဲ့အပေါင်းပါအားလုံးကိုအကြမ်းဖက်အဖြစ်ထပ်မံကြီးညာလိုက်တဲ့ NUG သတင်းမှာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်လို့အမည်ပြောင်းထားတဲ့စေအုပ်စုကိုအကြမ်းဖက်အဖြစ်အမျိုးသားညွတ်ရေးအစိုးရ NUG ကထပ်မံကြီးညာလိုက်ပါတယ်။မင်းအောင်လှဦးဆောင်တဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ပြထောင်စုလွတ်တော်ကိုစားပြုကော်မတီကပေးရ2021ခုနှစ်မတ်လ10မှာအကြံဖတ်အုပ်စုအဖြစ်ကျင်းပခဲ့သလို NUG ကလည်း2024ခုနှစ်စတေမာလ9ရက်မှာမြန်မာနိုင်ငံနဲ့ပြည်သူလူထုရဲ့ရန်သူ Enemy of State အဖြစ်အတိအကျကျင်းပခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့အစိုးရအုပ်စုက2025ခုနှစ်ဇူလိုင်30ရက်မှာစစ်ကော်မရှင်လို့ပြောင်းလဲဖွဲ့စည်းခဲ့တဲ့အတွက်စစ်ကော်မရှင်ကအကြံဖတ်အုပ်စုအဖြစ်ကျင်းပထားခြင်းခံရတဲ့စစ်ကောင်စီကိုဆက်ခံဆောင်ရွက်နေရအဖွဲ့ဖြစ်တယ်လို့ ပြည်သူတို့အပေါ်အကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေရကိုတွေ့ရတယ်လို့ NUG ကဆိုပါတယ်။ဒါကြောင့်စစ်ကော်မရှင်နဲ့သူကအစင်းစင်းတာဝန်ပေးဖွင့်စီထားတဲ့အဖွဲ့အားလုံးကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်တတ်မှတ်လိုက်တယ်လို့မင်းအောင်လှိုင်ပါဝင်စစ်ကော်မရှင်ဖွင့်ဝင်အားလုံးကိုအကြမ်းဖက်သမားတွေဖြစ် NUG ကတတ်မှတ်ခဲ့ပါတယ်။အကြမ်းဖက်ဖြစ်ကြညာခဲ့တဲ့စစ်အုပ်စုကိုအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်6ပုံမှန်ခွဲ9နဲ့ပုံမှန်80နဲ့ပုံမှန်ခွဲခပါ လုတ်ပိုင်ခွင့်ကျင့်သုံးပြီးတော့ပြည်ထောင်စုအစိုးရရဲ့သဘောတူညီချက်နဲ့ကျင်ညာခဲ့တာပါစစ်တပ်အာဏာသိမ်းပြန်တာကိုမင်းအောင်လှိုင်ဦးဆောင်တဲ့အကြံဖက်အုပ်စုဟာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူအစိုးရအဖွဲ့ဝင်တွေကိုမတရားဖမ်းဆီးခဲ့ရာကြောင့်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တာဖြစ်တယ်လို့ NUG ကကြေညာထားပါတယ်။နောက်ဆုံးပြပတဲ့တင်ကတော့လူ30နီးပါးတည်ခဲ့ရတဲ့ဖိလပိုင်ရဲ့အင်အားပြင်းငလျင်တဲ့တင်ကိုပြောပြရင်ကျွန်တော်တို့ရဲ့တင်ဆက်မှုတွေကိုအဆုံးသတ်လိုက်ပါရစေခင်ဗျာ။ စတေမလာ30ရဲ့မနေ့ကည7:00နာရီခန့်မှာဖစ်ပိုင်နိုင်ရဲ့အလဲပိုင်းကိုဗဟိုပြုတ်ပြီးအင်အားရက်စတာစကေ6.9အဆင့်ရှိရဲ့ဂလီယန်လှုပ်ခတ်ခဲ့လို့တည်ဆုံးသူ29ဦးအထိရှိလာပြီးထိခိုက်ဒဏ်ရာသူ140ကျော်အထိရှိလာကအရေးအတွက်ဆက်လက်မြင့်တက်လာနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။အဲ့ဒီငလျင်ကနိုင်ငံအလဲပိုင်းဘက်ဆာရက်ဒေတာစီဘူးပြင်းနယ်ဘိုကိုမြို့ကမ်းဝင်ပင်လယ်ကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလျင်ကြောင့်လက်စစ်တပ်တွေပြတ်တောက်ပြီးတော့နှစ်ပေါင်း100ကျော်တပ်တန်းရှိတဲ့ ဖျားရှိခိုးကြောင့်အပါဝင်အဆောက်အုံများပျော်ကြခဲ့ရပါတယ်။စီဗူပြင်းနေဟာဖိလစ်ပိုင်နိုင်ငံနာမည်အကြီးဆုံးခီးတွန်းနေရာထဲကတစ်ခုဖြစ်ပြီးတော့လူဦးရေ3.4တန်းနေထိုင်တဲ့နေရာဖြစ်ကနိုင်ငံရဲ့ဒုတိယအလို့အများဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။အင်အားပြင်းငလျင်လောက်ကခဲ့မှုဟာအင်နီရှင်းနိုင်ငံတွေကိုလည်းတည်ရောက်မှုရှိခဲ့ပါတယ်။စီဗူမြို့ရဲ့ရဲတပ်ဖွဲ့မှူးရင်းမုံကြီးအန်ရီဖီဂါရိုက Transformer Show ပောက်ကွက်ခဲ့လို့ပြောထားပါတယ်။ လဲစစ်ဓာတ်အားလိုင်းတွေပြတ်တောက်သွားခဲ့တဲ့စီဘူနဲ့အနည်းအနာကကျွန်းတစ်လျှောက်ကဓာတ်အားလိုင်းတွေပြည့်စုံဆုံးရှုံးမှုကိုအကဲဖြတ်မှုတွေလုပ်နေရလို့ဖိလစ်ပိုင်အမျိုးသားလဲစစ်ဓာတ်အားပေယကော်ပိုရေးရှင်းကထုတ်ပြန်ထားပါတယ်။မလီနန်ကိုအဓိကခံစားခဲ့ရတာကတော့စီဘူပြည်နယ်မြောက်ပိုင်းဒေသကဖြစ်ပါတယ်။ MP ရဲ့နေလခင်ထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ရောဝေယောမတ်ချက်ပြည်သူရဲ့အားလုံးကိုရောအထူးပဲကျေးဇူးတင်ရှိပါတယ်။ မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းမွှမ်းသာပြီးဘဝအမောတွေလည်းပြေကြပါစေခင်ဗျာ